2025စီးကိန်းမြန်မာမျိုးသမီးအသင်းအုပ်စုကနေပြုတ်ပြီးအုပ်စုနှစ်ပွဲစံအနိုင်ရခဲ့ပြီးမြန်မာမျိုးသမီးအသင်းကနောက်ဆုံးပွဲမှာဗီယက်နမ်မျိုးသမီးအသင်းကိုရှုံးနေပြီးစီးကိန်းကနေထွက်ခင်ရပါပြီပြီးခဲ့တဲ့စီးကိန်းပြိုင်ပွဲနဲ့အာဆီယံမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွေမှာဖိုင်နယ်ထိတက်ရောက်ပြီးဒုတိယလူဖြစ်ကျင်းပခဲ့ရလို့2025စီးကိန်းကမြန်မာမျိုးသမီးအသင်းအတွက်ရွှေရောင်မြောင်းလင်းချက်ဖြစ်ခဲ့ပါတယ် အတွေ့အကြုံရင်ကစားသမားတွေလူငယ်မျိုးဆက်တွေနဲ့ပေါင်းဆက်ထားတဲ့မြန်မာမျိုးသမီးတင်တွန်းအခုလိုမျိုးအုပ်စုဆင့်ကနေထွက်ရတာကအတော်လေးကိုနှမျောစရာကောင်းပါတယ်မြန်မာမျိုးသမီးတင်းကခန်ဆယ်မားကနေကိုးပေးရပြီးနောက်ပထမပိုင်းပြီးမှ VNN မျိုးသမီးတင်းကိုနှစ်ကိုကိုမရှိနဲ့ရှုံးနေနေခဲ့ပါတယ်။ပထမပိုင်းပြီးကန်ဒီမှာလူဆောင်းဝင်လာတဲ့ရှုံးရီလိုင်းရဲ့ကန့်ချန်900ပုံနှိစက်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာမြန်မာအသင်းကအခွင့်အရေးတချို့ရလာပြီးမယ်ကိုရောင်မသွေးနိုင်ပေ VNL မြို့သမီးအသင်းကိုရှုံးနေပြီးပြိုင်ပွဲကနေထွက်ခွာခဲ့ရပါတယ်မြန်မာတင်းကပွဲစားတဲ့ကတမဲရဖို့ခန့်စစ်ဦးစားပေးကစားခဲ့တာမှားတယ်လို့မိထန်သူကိုစောစောစီစီထဲမကစားတာကလည်းမိကုန်းထုတ်ချင်စရာကောင်းပါတယ်ဒီပွဲနဲ့ပတ်သက်ပြီးပြည်သက်သူကတော့ ကိုတင်းကဒီလောက်ကိုလိုနေတာကိုအများဆုံးသွင်းပေးထားတဲ့မိထက်လူကိုဒုတိယပိုင်းစားရဲကမဟုတ်ရင်လေမိနစ်60လောက်မှထဲတင်နေတောင်းကန်ပေါ်ရီဖြတ်တင်ပေါ်ရီခဏခဏရှာနေတာရှင်မခေါင်းတိုက်မဲ့လူမရှိတော့တတော်နေနာတယ်ကိုတင်းကိုရဖို့အတွက်တခုတည်းသောမျှော်လင့်ချက်ဖြစ်တဲ့ကစားသမားကိုပွဲပြီးဖို့10မိနစ်အလိုမှထဲကစားလာတော့ရုံရမ်းပေါလုံနေဆိုပြီးပြောဆိုထားသလိုနောက်ထပ်ပြည်သက်တူကလည်းအမှန်တမ်းပြောရရင် VN နဲ့ဖိလစ်ပိုင်တည်ရေးဆိုရင်တော့မြမအတန်အောင်မှာကိုတင်းကလိုအပ်ချက်ရှိနေပါသေးတယ် ဗီယက်နမ်ကိုနိုင်မှုဆိုတာတော်တော်ခက်ပါတယ်။ဖိလစ်ပိုင်ကိုလည်းကံကောင်းလို့သားနိုင်သွားတာပါ။အဓိကမလေးရှားနဲ့ပွဲမှာ9-6ကိုတွင်းနိုင်မဲ့အခြေအနေမှာ3ကိုပဲတွင်းနိုင်နေဒါရီလိုအပ်ချက်တွေပါ။တကယ်တမ်းသိရဆိုရင်တော့အုပ်စုပထမရှားမဲ့ဟာကိုတေချာထိမဆိုတာလည်းအမှားတကူပါ။လိုအပ်ချက်တွေရှိနေပါသေးတယ်စကြဝဠာပါဒါပဲဆိုပြီးပြောဆိုထားတာဖြစ်ပါတယ် မြန်မာမျိုးသမီးတင်းဟာအုပ်စုခါခွေးမှာဗီယက်နမ်ဖိလစ်ပိုင်မလေးရှားတင်းတို့နဲ့အတူကြာရောက်နေပြီးဒီဇင်ဘာလ9ရက်အုပ်စုဖွင့်ပွဲစဉ်မှာဖိလစ်ပိုင်တင်းကိုနှစ်ကိုတကိုနဲ့အနိုင်ရထားသလိုအုပ်စုဒုတိယပွဲစဉ်မှာမလေးရှားတင်းကိုသုံးကိုပြည့်နဲ့အနိုင်ရရှိထားဖြစ်ပါတယ်။ကိုးကွာချာချင်းဟာအုပ်စုပထမနေရာမှာဗီယက်နမ်ဒုတိယနေရာမှာမြန်မာရှိနေပြီးတတိယနေရာမှာဖိလစ်ပိုင်နဲ့စတုတ္ထနေရာမှာတော့မလေးရှားတင်းတို့ကရပ်တည်နေပါတယ်။ လက်ရှိမှာဖိလစ်ပိုင်ကမလေးရှားကိုငကိုကိုမရှိနဲ့နိုင်သွားတာကြောင့်ကိုးကွာချချင်ရမြန်မာသိန်းဟာအုပ်စုပြုတ်ပြီးစီးကိန်းကနေထွက်ခွာရပြီဖြစ်ပါတယ်။